ဘယ်နိုင်ငံမှာနေနေဘုတ်ထဲမှာ KP WPA အကောင့်တစ်ခုခုစီးရုံနဲ့ကျွန်တော်စီမမြန်မာငွေလာထုတ်လို့ရမယ်ကျွန်တော်ကိုယ်တိုင်5ဒေါ်လာမြန်မာငွေနဲ့ဆိုရင်တထောင်ကျော်ကိုပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်ငွေထုတ်ဖို့ဆိုရင်ပေပယ်နဲ့ပတ်စံထုတ်ယူလို့ရမှာဖြစ်ပြီးတော့ပေပယ်အကောင့်မရှိတဲ့သူတွေဆိုရင်ကျွန်တော်စီမ KP WPA တို့နဲ့မြန်မာငွေလာထုတ်လို့ရမှာဖြစ်ပါတယ်ပေပယ်အကောင့်မရှိတဲ့သူတွေဆိုရင်ပေပယ်အကောင့်ကန်ဆန်းချင်တဲ့ကိုလူတို့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဖူပြေလေးတစ်ခုခံပြီးတော့ကြည့်စုပေးပါပေပယ်အကောင့်လေး ွေမဲ့ဖောက်ရမှာကိုလူတို့ကပါဝေကန်ဆန်လို့ရမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုလိုက်အဲဆန်လေးလောက်ပြီးတော့အဆုံးထိလိုက်ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော် ဒီ Brit Rand ဆိုတဲ့ APP လေးထဲကနေကျွန်တော်9ဒေါ်လာမြန်မာငွေနဲ့ဆိုရင်2000နီးပေါင်းကိုပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်တကယ်ရလားမရလားဆိုတာလေးကိုကျွန်တော်နဲ့အတူအစုတ်တိလိုက်ပါကြည့်စုပေးပါတော့ဒီ Brit Rand ဆိုတဲ့ APP လေးကိုရယူမယ်ဆိုရင်ကိုလူတို့ကကျွန်တော်ပေးထားတဲ့လေးကနေတချို့ဝေလိုက်ပြီဆိုရင်ဒီ Play Store ကိုရောက်စီလာမှာဖြစ်ပါတယ်ရောက်လာပြီဆိုရင်ကျွန်တော်တို့က install လုပ်ပေးလိုက်ပါတော့ဒီ APP လေးရဲ့ review ကိုလည်းဒီအမှာတွားကြည့်လို့ရမှာဖြစ်ပါတယ်လေဝတီရရခိုင်နှုတ်ပေးတဲ့ APP လေးတခု ူပဲဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီ break run ဆိုတဲ့ app လေးကျွန်တော်တို့ရဖို့စက်ွေလေးတစ်ခုရောက်စီးလာပြီဆိုရဲဒီကောင်လေးကိုပေါ်တော့ကျွန်တော်တို့ဘာအကောင့်ညာအကောင့်မှာချိတ်ဆင်းနေစရာမလိုပဲနဲ့ဒီနေရာလေးကိုရောက်လာမှာဖြစ်ပါတယ်။ရောက်လာပြီဆိုရဲဒီကောင်လေးထဲကကျွန်တော်တို့ quail လေးတွေဆောင်မယ်ဆိုရဲဒီတိုင်မိခေါ်မိဖြီလေးတွေကျွန်တော်တို့ကထိုင်နှိပ်ပေးယုံနဲ့ quail လေးတွေအလွယ်တကူဆောင်လို့ရမှာဖြစ်ပါတယ်။ဒီထဲကနေကျွန်တော်တို့ပတ်ဆက်ထုံးမယ်ဆိုရဲသူကနှစ်နီးပေးထားမှာဖြစ်ပါတယ်။ပထမတဲ့နီးကားဆိုရဲကျွန်တော်တို့ဒီလို gate လေးတွေကိုကစားပြီးတော့ quail လေးတွေစု ူပြီးတော့ပေါ့နော်ပတ်စံထုတ်ယူလို့ရမယ့်နေရာနဲ့ကျွန်တော်တို့ဒီ event flag လုပ်ပြီးတော့ပတ်စံထုတ်ယူလို့ရမယ့်နေရာဆိုပြီးတော့နှစ်ခုသူကပေးထားမှာဖြစ်ပါတယ်ဒီလိုကျွန်တော်တို့ quai နှစ်ဆ၃ဆ၄ဆ၅ဆတိဒီလိုပေးတဲ့ကောက်လေးတွေတိတ်လာတဲ့အခါဆိုရင်ကိုလူတို့ကဖုန်ထဲမှာစီတိုက်တီချက်ချက် VPN လေးကိုအသုံးပြုပေးရမှာဖြစ်ပါတယ်ဒီ VPN လေးကို အတုပ်ပြူပြီးမှသာကျွန်တော်တို့ကဒီထဲကနေကြော်ညာလေးတွေကြည်ပြီးတော့ quai လေးတွေ2ဆ3ဆ4ဆ5ဆတိကိုကျွန်တော်တို့ရယူလို့ရမှာဖြစ်ပါလေဟုတ်ပြီဒီကောင်လေးတန်းမှဆွဲကျွန်တော်တို့ဒီဂိတ်လေးတွေကိုပေါ့နော်သူပေးထားတဲ့ဒီဂိတ်လေးတွေရဲ့လေးခုစီမှာဖြစ်ပါလေကျွန်တော်တို့ဒီထဲကိုတစ်ချီဝေကြည့်လိုက်ရအောင်ဒီမှာဆွဲကျွန်တော်တို့သူပေးထားတဲ့ဂိတ်လေးတွေကလေးခုစီမှာဖြစ်ပါလေပေါ့နော်ကျွန်တော်ကဆိုရဲဒီထဲမှာဒီကောင်လေးကိုပဲကျွန်တော်တဘောကြားတယ်ပေါ့နော်ဒီကောင်လေးကဆွဲကျွန်တော်တို့ဒီလိုမေခွန်မေဖီလေးလှုပ်ယုံနေဒီ quai လေးတွေဆူလို့ရမှာဖြစ်ပါ ါတယ်ဒီအပေါ်ဆွေကျွန်တော်တို့ခဏပေါင်းစစ်ပေါ့နော်ဒီအပေါ်မှာဆွေကျွန်တော်တို့ gas ဒီအပေါ်မှာဆွေ abcd ပေါ့နော်ဒီလိုကျွန်တော်တို့ကရွေးပြလို့ရမှာဖြစ်ပါတယ်ဒီထဲမှာဆွေကျွန်တော်ကမေးခွန်းမေးပြလေးတွေကိုပဲသဘောကျတာမို့လို့ဒီမေးခွန်းမေးပြလေးတွေကိုပဲကျွန်တော်အမှန်ချိလုပ်ပေးထားမှာဖြစ်ပါလိမ့် okay ဒီထဲကနေ question တဲ့နီလာလေးကဆွေအရန်ကိုလွယ်ကူပါတယ်မေးခွန်းမေးပြလေးတွေထိုက်ပြုံနဲ့ကြွယ်လေးတွေရလို့ရမှာဖြစ်ပါတယ် โอเคဒီအောင်မဆွေလည်းပဲကျွန်တော်တို့ဒီ parcel bowl လေးပေါ့နော်ဒီ parcel bowl လေးကိုကျွန်တော်တို့တချင်နှိမ့်လိုက်တဲ့ခါမှဆိုရင် quality လေးတွေကိုစာတူနဲ့ကျွန်တော်တို့ရယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီထဲကနေကျွန်တော်တို့ဒီမှာပေါ့နော် daily ဆိုတဲ့နေရာလေးကိုတချင်ဝင်လိုက်ပါ daily ဆိုတဲ့နေရာလေးကိုတချင်ဝင်လိုက်ပြီးဆိုရင်ဒီမှာ lucky နေရာလေးစီမံပေါ့နော်ဒီ lucky နေရာလေးကိုကျွန်တော်တို့နှိမ့်လိုက်တဲ့ခါမှဆိုရင်ဒီမှာ ad snap ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တချင်နှိမ့်လိုက်မယ်ဆိုရင်ကြုံညာတစ်ပုတ်ကြည့်ပြီးတော့ဒီ lucky spell လေးတွေကိုလှည့်လို့ရမှာဖြစ်ပါတယ် quality လေးတွေကိုကျွန်တော်တို့ red တကူရယူလို့ရမှာဖြစ်ပါလေဟုတ်ပြီနောက်ထပ်အခုကဆိုကျွန်တော်တို့ဒီမှာပေါ့နော်မီနီဂိတ်လေးတွေကျွန်တော်တို့ဒီမီနီအထက်ကိုကျွန်တော်တို့ဝင်လိုက်တဲ့ခါမှာဆိုဂိတ်လေးတွေကျွန်တော်တို့မြေတွေ့ရမှာပေါ့လို့ဒီထဲကနေဂိတ်လေးတွေကိုကျွန်တော်တို့ကစားပေးရုံနဲ့ quantity တွေရယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာလေးမှာလိုက်ချောင်းနေလို့ပေါ့နော်ကျွန်တော်မပြောင်းနေတော့ပါဘူးဟုတ်ပြီနောက်ထပ်တစ်ခုကဆိုကျွန်တော်တို့ဒီနယူးပေါ့နော်နယူးဆိုတဲ့ကောင်လေးကဆိုကျွန်တော်တို့ဒီလိုတည်တင်းစာလေးတွေဖမ်းရုံနဲ့ quantity လေးတွေစုလို့ရမှာဖြစ်ပါတယ်ကျွန်တော်မှလှိုင်းလေးအရန်ကိုကြောင်းနေလို့ပေါ့နော်ကျွန်တော်မပြောင်းနေတော့ပါ ါဘူးโอเคနောက်ထပ်တစ်ခုကဆိုရင်ကျွန်တော်တို့ဒီမှာပေါ်တော့ဒီ quality လေးတွေ soft ဖြစ်တဲ့ knee length တွေကိုကျွန်တော်အသေးစိတ်ပြောပြပေးတာပဲဖြစ်ပါလေဒီမှာဆိုရင် ABB လေးတွေကိုကျွန်တော်တို့အတုပ်ပြူးချိန်ပေါ်မှုတည်ပြီးတော့ quality လေးတွေရယူလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ဒီ quality တစ်ခုယူလိုက်မှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်က quality ယူတဲ့အခါမှာဆိုရင်ကျွန်တော်ကဒီ VV လေးမချိန်ထားတာမဟုတ်လို့ quality ကယူပေးလို့မရဘူးပေါ့နော်တကယ်လို့ quality ယူမယ်ဆိုရင် VV လေးကိုကျွန်တော်တို့ချိန်ပြီးတော့ပေါ့နော် quality လေးတွေရယူလို့ရမှာဖြစ်ပါတယ်ဒီအောင်မှာဆိုရင်သူပေးထားတဲ့ test တွေကျွန်တော်တို့လုပ်မယ်ဆိုရင် quality လေးတွေရရှိလာမှာ ဖြစ်ပါတယ်ဒီထဲကနေကျွန်တော်တို့ gain လေးတွေကစားပြီးတော့ရရှိလာတဲ့ဒေါ်လာလေးတွေကိုကျွန်တော်တို့ပတ်စံထုံးမဲ့ဆွေဝယ်လို့ဆွေနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီးဆွေဒီနေရာလေးမှာခဏလေးစောက်ပေးပေါ့နော်ဒီကောင်လေးကဆွေတကယ်လို့ gain လေးတွေကစားတဲ့သူတွေဆွေဒီမှာ1ဒေါ်လာနဲ့စတဲ့ထုံးလို့ရမှာဖြစ်ပါတယ်ဒီကောင်လေးကိုအခုမှစတဲ့အတုပြူတဲ့သူတွေဆွေ1ဒေါ်လာနဲ့စတဲ့ထုံးလို့ရမှာဖြစ်ပါတယ် ီထဲကနေ KP ကိုပေးတူနေမြန်မာငွေချိမ့်မဲ့ဆိုရင်ကျွန်တော်ကဒီ3ဒေါ်လာနေစတဲ့ထုတ်ပေးမှာဖြစ်ပါတယ်3ဒေါ်လာပြည်တာနဲ့ကျွန်တော်စီမှာ KP ကိုပေးတူနေလာထုတ်လို့ရမှာဖြစ်ပါတယ်1ဒေါ်လာထုတ်မဲ့ဆိုရင်ကိုလူတို့ကပေးပဲအကောင့်စီထားပို့လို့လူပါတယ်ပေးပဲကမစီတဲ့သူတွေဆိုရင်လည်းပဲကျွန်တော်စီမှာဆောက်ပေးလာအလိုရောက်မှာဖြစ်ပါတယ်။ Okay နောက်ထပ်တစ်ခုကဆိုကျွန်တော်တို့ဒီ advice နဲ့နေရာလေးကိုတစ်ချေဝေးလိုက်ပါ ဝယ်လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာကိုပိုင်လေးလေးနဲ့ပေါ့နော်ကိုပိုင်ကုန်လေးကိုဒီမှာ copy ယူပြီးတော့နိုင်ငံချေးတွေကိုကျွန်တော်တို့ကဖိတ်ခေါ်မယ်ဆိုရင်ဒေါ်လာလေးတွေရရှိလာမှာဖြစ်ပါတယ်ရရှိလာတဲ့ဒေါ်လာလေးတွေကိုကျွန်တော်တို့ဒီပတ်စာပြန်ထုတ်မယ်ဆိုရင်2ဒေါ်လာကနေအနည်းဆုံးပတ်စာစတင်ထုတ်ယူလို့ရမှာဖြစ်ပါတယ်တကယ်လို့ AI play လုပ်ပြီးတော့2ဒေါ်လာနဲ့စတင်ထုတ်မယ်ဆိုရင်လည်းပဲကျွန်တော်စီမှာ KB ဝပီတူနဲ့ပတ်စာလာချေလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီထဲကနေဆိုရင်ကျွန်တော်က9ဒေါ်လာကိုကျွန်တော်ထုတ်ပြပေးမှာမို့လို့ဒီ9ဒေါ်လာလေးကိုတစ်ချိန်နှိပ်ပြလိုက်မှာဖြစ်ပါတယ် တယ်ကျွန်တော်ကတော့ effect play လုပ်လို့ရရှိလာတဲ့ဒေါ်လာလေးတွေကိုပတ်စပ်ထုတ်ပြပေးမှဖြစ်တာကြောင့်မလို့ကျွန်တော်ကဒီမှာ9ဒေါ်လာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီအောက်ကဝယ်လွန်နောက်ဆွဲနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာကျွန်တော်တို့တကယ်လို့ခေပေးဝယ်ပေးလို့နဲ့မြန်မာဝယ်ချိတ်ချင်းတူတွေအသွင်းဆိုရယ်ပေါ့နော်ဒီနေရာလေးမှာ PayPal account လုံးဝမဖွင့်ရသေးတဲ့ Gmail လေးကိုထည့်ပေးရမှာဖြစ်ပါတယ် PayPal account မကင်းတော့မျိုး PayPal account လုတ်ဖူးတဲ့ Gmail တွေမျိုးဆွဲကျွန်တော်တို့လုံးဝအဆက်ပြေမှာမဟုတ်ပါဘူးပေါ့နော်ဒါကြောင့်မလို့ဒီနေရာလေးမှာ PayPal account လုံး ကမဖွင့်ရသေးတဲ့ Gmail လေးကိုထည့်ပြီးတော့ကိုလူတို့ကကျွန်တော်စီမှာ KB ဝေပီတိုနဲ့မြန်မာဝေလာထုတ်လို့ရမှာဖြစ်ပါလေကျွန်တော်ကထုတ်တဲ့ဒီနေရာလေးမှာ PayPal နဲ့ငွေထုတ်မှာမလို့ကျွန်တော် PayPal Gmail လေးကိုပဲတစ်ချက်ထည့်ပေးလိုက်မှာဖြစ်ပါလေ โอเคကျွန်တော်ကဆွေဒီမှာပေးပတ်ဂျီမေးလေးကိုကျွန်တော်တစ်ချက်ထည့်ပေးလိုက်ပြီဆွေဒီအောက်ကဝေလွန်နောက်ဆွေနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုကျွန်တော်တို့ရဲ့ဒီမေးမှန်မှန်ပေါ့เนาะတေးချာလေးဆက်ဆေးပေးပါမှတ်ကန်ပြီဆွေဒီအောက်ကကွန်ဖာဆွေနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါโอเคဒီလိုနှိပ်ပေးလိုက်ပြီဆွေကျွန်တော်တို့ဒီမှာဝေလော့ဆက်ဆက်ဖူလီဆိုပြီးတော့ပြပေးသွားပြီပဲဖြစ်ပါတယ်ကွန်ဖာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါကျွန်တော်တို့ထုတ်ယူထားတဲ့ပမာဏလေးဒီကိုသူကဒီမှာပြပေးမှာဖြစ်ပါတယ်အပေါ်မှာဆွေပေးပန်နဲ့ပတ်ဆက်ထုတ်ထားတာလေးပေါ့เนาะဒီအောက်မှာဆွေကျွန်တော်တို့ရဲ့ဂျီမေးဒီအောက်မှာဆွေထုတ်ယူထား တဲ့ငွေပမာဏလေးပဲဖြစ်ပါတယ်သူကအချိန်ပမာဏကဆိုကျွန်တော်တို့ဒီ82နှစ်နာရီအတွင်းမှာပတ်စံရောက်လာမယ်လို့သူကပြောထားခြင်းပဲဖြစ်ပါတယ်အပေါ်မှာဆိုရင်လည်းပဲ under review form လို့သူတို့ကျွန်တော်တို့ပတ်စံထုတ်ယူချေကိုပေါ်တော့စင်စင်းနေပြီပဲဖြစ်ပါတယ်အချိန်ပမာဏပေါ်မှုတည်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ account လေးထဲကိုပတ်စံကဝေလာမှာပဲဖြစ်ပါတယ် okay ဒီထက်ကနေကျွန်တော်ပတ်စံဝေလာတဲ့အခါမှာဆိုရင်လည်းပဲထမှန်ပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ရဲ့ပေးပတ် account လေးထဲကိုကျွန်တော်တချင်းဝေကြည့်မယ်ပေါ့နော်ကျွန်တော်ရဲ့ပေးပတ် account လေးထဲမှာကျွန်တော်က ေါ်လာလေးတွေမရှိဘူးပေါ့နော်။ Okay ကျွန်တော်ဒီ PayPal ကောင်လေးထဲကိုကျွန်တော်တစ်ချို့ဝယ်ပြောင်းมาဖြစ်ပါတယ်။ဝယ်ပြောင်းလိုက်မယ်ဆိုရင်ဒီမှာဆိုရင်ပေါ့နော်ကျွန်တော်စီမှာဆိုရင်0515ဒေါ်လာပဲစီမှာဖြစ်ပါတယ်။ကျွန်တော်ဒီ Valorant အထက်ကနေ9ဒေါ်လာထူထားလာလေးကဆိုရင်ရောက်လာမရောက်လာဆိုတာလေးကိုကျွန်တော်တိတ်တိတ်နဲ့တကွာကိုလူတကူပြပေးသွားมาဖြစ်ပါတယ်။ okay ဒီမှာ play run ဆိုတဲ့ app လေးထဲကနေကျွန်တော်9ဒေါ်လာရောက်စီလာပြီးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ account လေးထဲကိုရောက်လာတာကဆိုရင်ကျွန်တော်ညလောက်ထုတ်လိုက်တဲ့အခါမှာဆိုရင်မနေ့ပြန်ရောက်လာတယ်ပေါ့နော်တကယ်လို့ဒီမနေ့ပိုင်းထုတ်တဲ့သူတွေဆိုရင်ညနေပိုင်းဆိုရင်ကျွန်တော်တို့ရဲ့ account လေးထဲကိုပတ်စံဝေလာမှာပဲဖြစ်ပါတယ်လောဘတရားရခိုင်တို့ပြီးနေစက်ဖြစ်တဲ့ဒီ very run app လေးကိုအခုပဲ download ဆွဲပြီးတော့ကစားပေးဖို့ကျွန်တော်အကြံပေးခြင်းပါတယ်နောက်ထပ်ဗီဒီယိုမှာဒီလိုတရားရခိုင်တို့ရသေးတဲ့ app တွေနဲ့အတူကျွန်တော်တို့ ြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်